အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာ ။နောင်ချိုမြို့နဲ့စေမိုင်ခန့်သာကွာဝေးသောရှောက်ချုံရွာတို့စစ်တပ်ရောက်ရှိလာပြီးနောက်မြို့ပေါ်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ကြောင်းပြည်သူလေးဦးတန်ရရရှိပြီးမြို့လုံးကျွတ်ထွက်ပြေးနေရကြောင်းသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်စေမိုင်ခန့်သာကွာဝေးသောရှောက်ချုံရွာတို့အကြမ်းဖက်စစ်တပ်ကရောက်ရှိလာပြီးနောက်မြို့ပေါ်သို့လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ပြည်သူလေးဦးထိခိုက်ဒဏ်ရာရကမြို့လုံးကျွတ်ပြည်သူများထွက်ပြေးနေရကြောင်းဒေသပြည်သူများကပြောဆိုပါဗျ။ဂျွန်နာလေးရက်နေ့ ည၈နာရီခန့်အချိန်မှစတင်၍နောင်ချိုမြို့နယ်ဆယ်မိုင်ခန့်သာကွာဝေးသောရှောက်ချုံမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက်မြို့ပေါ်ရုတ်ကွက်များသို့ဟာဝီဇာလက်နက်ကြီးစစ်နှလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်စစ်တပ်ကပစ်ခတ်နေသောလက်နက်ကြီးဒီများသည်နောင်ချိုမြို့ပေါ်ရှိကာကြီးကွင်းကံဘောစာချောင်းညီနိုင်ဝက်ရှော့ဟောင်းနှင့်ရွှေဝါရိပ်အနီးတွင်သို့ခြေရောက်ပေါက်ကွဲခဲ့ပြီးဈေးရက်ကွက်မှအမျိုးသမီး2ဦးနှင့်အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် နောင်ကြိုကစစ်ခွေးတွေကရှောက်ချုံရွာနာကိုရောက်နေပါပြီ။ကံကြီးထဲကိုတော့မရောက်သေးပါဘူး။မနေ့ည၈နာရီဝန်းကျင်လောက်ကနောင်ချိုမြို့ထဲကိုလက်နက်ကြီးဆက်လုံးလောက်ပစ်ထဲတာဘုံလုံးကွင်းအနီးကကားကြီးကွင်းနဲ့တလုံး၊ကံမောသာကျောင်းဝန်းကျင်တလုံး၊မြို့မစားသောဆိုင်ရှိညီနိုင်ဝက်ရှော့ဟောင်းနေရာတလုံးနဲ့ရွှေဝါရိပ်ဘက်တလုံးကြားရောက်ပေါက်ွဲတယ်။ကျန်တဲ့အလုံးတွေကတော့တခြားနေရာတွေကြားပါတယ်။နောင်ချိုမြို့ဈေးရွက်ကွက်ရှိအမျိုးသမီး၂ဦးနဲ့အမျိုးသား၂ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့သိရတယ်ဟုဒေသအပြည်သူတို့ကပြောဆိုပါတယ်။ ထို့သောအချမ်းပဲစစ်တပ်၏အယက်သားပြည်သူများကိုလက်နက်ကြီးများဖြင့်ဦးတည်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်မြို့ပေါ်နေပြည်သူများသည်လက်ရှိအချိန်တွင်စစ်ဘေးတိမ်းရှောင်နေကြရကြောင်းသိရပါသည်။တင်းအလီပြောရေးစစ်ကွင်းရှိသူလွေရီဦးကမူနောင်ချိုမြို့နယ်တွင်စစ်တပ်နှင့်တင်းအလီတပ်များကြားစစ်ရေးတင်းမာနေကြောင်းနောက်ဖက်တပ်ဝဲများရှိနေပြီးစစ်တပ်ကအင်အားဖြည့်တင်းတင်းနဲ့စစ်ကူပေးဖို့ခြင်းများလှုံ့ဆော်နေကြောင်းသတင်းစာရှင်းလင်းပြောတွင်ပြောဆိုပါသည်။ကမ်ဘူးမြို့ပေါ်တွင် ွေးတစ္ဆာတခြင်းအော်ဆိုသည့်အထက်ကတဲ့ကျောင်းကြီးအပါဝင်၃ဦးကိုဝါဒဝါဥဆောင်သော ပြူစောတိအဖွဲ့ကဖမ်းဆီးကြောင်းသိရပါတယ်။သကိုင်းတိုင်းကမ်ဘလူမြို့ပေါ်တွင် တွေးတစ္ဆာတခြင်းဆိုမိသည့်အထက်ကတဲ့ကျောင်းဆရာအပါဝင်၃ဦးဖမ်းဆီးထားခံရကြောင်းကျွန်းလှကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်မှတာဝန်ရှိသူကပြောပါတယ်။မေလ29ရက်နေ့ကမ်ဘလူမြို့အထက်ကတဲ့ကျောင်းဆရာကြီးဦးမိုးထွန်းအထက်တန်းပြဆရာဦးဆိုသင်းနဲ့ကျောင်းဆောင်ဖြစ်သူ ဥညွင်ဝင်းတို့ကိုစစ်တပ်နဲ့ပြူစောတိမြတ်ကဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လာဖမ်းသူတွေကစစ်ခွေးနဲ့ပြူတွေလို့တော့ပြောပါတယ်။အခုထစ်မလို့သိပါဘူးဟုကျွန်းလှကံဘလူတက်ကြွလှူရှားသူများအဖွဲ့ကံဘလူခိုင်မှတာဝန်ရှိသူကပြောပါတယ်။ကံဘလူဒေသပြည်သူတချို့ကမူအာထကတစ်တောင်းဆရာကြီးရဲ့ပါဝင်၃ဦးကိုဖမ်းဆီးထားသောအဖွဲ့မှဝါတော်အုပ်ဆောင်သောပြူစောတိဖွဲ့ဖြစ်ကြောင်းပြောဆိုနေကြပါတယ်။ဖမ်းဆီးခံရသူ၃ဦးသည်မေလ22ရက်နေ့ညနေတွင် KTV နဲ့ BIA ဆိုင်မှအပြန်ဆံကယ်စီရင်မြို့ပေါ်လမ်းလျှောက်သွေးသစ္စာသချင်းအော်ဆိုခဲ့ကြခြင်းဖြစ်ကြောင်းထို့သို့သချင်းအော်ဆိုဒီကိုထွက်ကြည့်သူများပင်ရှိကြောင်းဒေသပြည်သူများထံမှသိရပါတယ်။အဲဒီနေ့ကမိန်လမ်းပေါ်နေတဲ့လူတွေအကုန်သိတယ်။အထူးဆန်းဖြစ်လို့ထွက်တောင်ကြည့်ကြတယ်။ပြီးတော့သူတို့နေတဲ့အကြောင်းမှလည်းအဆောင်ပြူတွေရှိတယ်လေ။အဲဒီနေ့ကအကြောင်းမှခံဝန်ထိုးခိုက်တယ်လို့ပြောတာပဲ။ချစ်ချင်းမဖမ်းဘူး။မေလနဲ့စကွန်နေကမှနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဆိုပြီးအထက်ကနေကျောင်းဝန်ထဲမှာလာဖမ်းသွားတာဟုဒေသပြည်သူများကပြောကြားပါတယ် ဖားစီခံရသူကြောင်းဆရာကြီးဦးမိုးထွန်းသည်ဒဇယ်မှဖြစ်ပြီးကမ်ဘလူးတွင်တာဝန်ကျသည်မှမကြသေးကြောင်းကျောင်းဝင်းအတွင်ဇနီးနှင့်အတူနေထိုင်ပြီးယခုအခါကျောင်းကြီးဖန်တာခံရ၍ဇနီးမှဒဇယ်ပြတ်သူပြန်သွားကြောင်းကျွန်းလှပ်ကမ်ဘလူးတက်ကြွလို့ရှားသူများအဖွဲ့ကမ်ဘလူးခံအဖွဲ့ထံမှသိရပါသည်မေအောင်လှိုင်းနှင့်မိသားစုအုံပြုရန်ငှားရမ်းထားသော Airbus အမျိုးအစား A319-115 MSN 5193လေရင် XYALK ကိုဝယ်ယူရာတွင်နိုင်ငံရောဘတ်ဂျက်မှအမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့ပြီး မရောက်နိုင်စိတ်နှကြပြင်ဆင်ခဲ့ကြောင်းသိရပါတယ်။အချမ်းဘက်စစ်ကောင်းဆောင်မရောက်နိုင်တဲ့မိသားစုအသုံးပြုရန်ငှားရမ်းထားသော Airbus အမျိုးအစား A319 115 MSN 5193လေယာဉ် FYALK ကိုဝယ်ယူရရင်နိုင်ငံတော်၏ဘတ်ဂျက်မှာ American Dollar တန်း60နီးပါးအသုံးပြုခဲ့ပြီးမရောက်နိုင်စိတ်နှကြလေယာဉ်ကိုပြင်ဆင်ခဲ့ကြောင်းမြမလီကျောင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ယခုနေ့ February လအတွင်းမရောက်နိုင်တဲ့မိသားစုအသုံးပြုရန် ်အမေရိကန်နိုင်ငံ Aviation Capital Group ထံမှငှားရမ်းထားသည့် Airbus အမျိုးအစား A319 115 MSN 5193လေယာဉ် SYALK ကိုဝယ်ယူခဲ့ရာတွင် American Dollar တန်60နီးပါးအတုံးပြုခဲ့ကြောင်းယင်း American Dollar တန်60နီးပါးမှာလေယာဉ်ကိုအပြည့်အပြည့်ဝယ်ယူခြင်းနဲ့မြောက်လန်စိတ်တန်းကြလေယာဉ်အတွင်းခါများပြင်ဆင်ခြင်းအတွက်သုံးစွဲခဲ့ကြောင်းသိရပါတယ်။အပြည့်ပြည့်ဆိုင်ရာမြန်မာလေကြောင်း AMI ကအမိခံပေးထားသောအဆိုပါ Airbus လေယာဉ်မှာ မေအွန်လိုင်းခီးစဉ်များအတွက်တိသက်အသုံးပြုနေပြီးရင်းလျင်ဖြင့်မေအွန်လိုင်းမိသားစုကလည်းပြည်ပခီးစဉ်များတိတ်တဆိတ်တွယ်အောင်လည်ရှိကြောင်းသိရှိရပါတယ်။လွန်ခဲ့သောနှစ်များအတွင်းမေအွန်လိုင်းရဲ့ဇနီးကျူကျူတာသမီနဲ့မြေးများစင်ကာပူသို့အလဲပတ်သွားရာတွင်၎င်းတောင်ကိုရီးယားနိုင်ငံသို့မေအွန်လိုင်းရဲ့ဇနီးနဲ့တာသမီများဈေးဝယ်ထွက်ရာတွင်၎င်း MAI Airbus လေယာဉ်ကိုအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ MAI လေကြောင်းလိုင်းမှာရခင် KBZ ဥဆောင်ကိုဝင်းပိုင်ဆိုင်ခဲ့တော်လဲယခုအခါ24 hour company အုပ်စု ဥက္ကဋ္ဌဦးအောင်အောင်စောက ပိုင်ဆိုင်ထားကြောင်းသိရပါတယ်။တော်လှန်ရေးလုပ်ငန်းများနှောက်ယှက်ပြုသောနန်းစီဒီအများကိုအရေးယူမိဟုတိတိမ်မြုံနယ်ပြည်ညာရေးပုတ်ဖွဲ့ကကြေညာကြောင်းသိရပါတယ်။ချင်းပြည်နယ်တိတိမ်မြုံနယ်အတွင်းတော်လှန်ရေးလုပ်ငန်းများအနှောက်ယှက်ပြုသောနန်းစီဒီအပြည်ညာရေးဝန်ထမ်းများကို ZFU PDF ဇုံလန်းရဲတပ်ဖွဲ့မြုံနယ်ပအားဖားလို့နဲ့လက်တွဲအရေးယူဆောင်ရွက်မိဟုတိတိမ်မြုံနယ်ပြည်ညာရေးပုတ်အဖွဲ့ကဂျွန်လ၄ရက်နေ့မှာကြေညာလိုက်ပါတယ်။ ဒီရီမြို့နယ်အတွင်းစစ်ကောင်စီစစ်တွင်ပညာရေးလုပ်ငန်းဖော်ဆောင်မှုများကို ZFU ပညာရေးဌာနဖြစ်သည့်တီရီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကလုံးဝတားမြစ်ထားသည်ဟုသိရပါတယ်။ပြည်သူပညာရေးလုပ်ငန်းများတွင်နန်း CDM ဝန်ထမ်းများသည်တော်လှန်ရေးလုပ်ငန်းများနှောက်ယှက်ဖြစ်စေသောလှုပ်ဆောင်မှုများကိုတွေ့ရှိပါက ZFU PDF ဇိုလန်ပြည်သူရဲတပ်ဖွဲ့ဇိုလန်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့နဲ့လက်တွဲ၍လိုအပ်သလိုပြည့်ပြည့်သားသားအရေးယူဆောင်ရွက်မည်ဟုတီရီမြို့နယ်ပညာရေးဘုတ်အဖွဲ့ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ နန်းစီဒီယံမွန်တားများသည်စစ်ကောင်စီရန်ဒီရလည်းပတ်စီရနဲ့တော်လှန်ပြည်သူများကိုစိတ်ဝမ်းကွဲစေရန်လှုံ့ဆော်မှုစီရုံမှုများအပြင်ပြည်သူပညာရေးလုံငန်းများတွင်မိမိကိုယ်ကျိုးအတွက်သာရည်စူး၍တော်လှန်ရေးလုံငန်းများတွင်အနှောက်အယှက်ဖြစ်စေသည်ဟုဆိုထားပါသည်ဆရာနာသိမ့်ပြီးနောက်ပြည်သူဝန်ဆောင်မှုပညာရေးလုံငန်းများသည်ပြတ်ပြားလာခဲ့တော်လဲမိဘပြည်သူများ၏ကြိုးပမ်းအားထုတ်မှုကြောင့်တိတိမြုပ်နယ်ပညာရေးဘုတ်အဖွဲ့ပြည်သူပညာရေးလုံငန်းများကောင်းမွန်စွာလည်ပတ်နိုင်ခဲ့သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် ဒီလိုမျိုးနဲ့ပြည်ရေးဖို့အဖွဲ့ထုတ်ပြန်ခြင်းနဲ့ပတ်သက်၍ဒီလိုမျိုးအခြေစိုက်ချင်းအားစုများထံဆက်သွယ်တော်လဲမရသေးပါယခုနှစ်2025-2026ခုပြည်ရေးတင်းနဲ့မှာဒီလိုမျိုးနယ်တွင်စစ်ကောင်စီသည်အခြေခံပြည်ရေးအကြောင်းအများပြားဖွင့်လှစ်နိုင်ခဲ့ပြီးကြောင်းအနှံသောကြောင်းသူကြောင်းသားထောင်ချီရှိနေသည်ဟုသတင်းများထွက်ပေါ်နေပါသည်ချင်းပြည်နယ်မြို့တော်ဟာခါတွင်လည်းစစ်ကောင်စီသည်ကြောင်မြတ်ကိုဖွင့်လှစ်ခဲ့ပြီးရခိုင်နှစ်ထက်တယောက်သူများပြခဲ့ကြောင်း အာနာမသိမ့်မီကဟာခါတွင်ကိုပိုင်ကြောင်၃ကြောင်သာရှိခဲ့တော်လဲလက်ရှိတွင်ကိုပိုင်ကြောင်၁၀ကြောင်ရှိလာကြောင်းသိရပါသည် ဂျင်းပြည်နယ်တွင်စစ်ကောင်စီသည်ယခုနှစ်ပြင်ရတင်နှစ်ကိုဟာခါတိတိန်နှင့်ခိုင်ကမ်းမျိုးတို့တွင်ကြောင်များဖွင့်လှစ်ကြောင်းသိရပါသည်။